wireless broadband digital electronics နဲ့အခြားဆက်သွယ်ရေးပစ္စည်းတွေထုတ်တဲ့ Taiwan ခြေစိုက်ဒီလင်းရဲ့ထုတ်ကုန်တွေကိုမြန်မာနိုင်ငံမှာတရားဝင်ဖြန့်ချိဖို့ Keylink နဲ့ ES Value ကုမ္ပဏီတို့ကိုမြန်စက်နှင်းတွေကဖြတ်ကျွင်းဟိုတယ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။တရားဝင်ဖြန့်ချိခွင့်ရတဲ့ကုမ္ပဏီတို့ကို Dealink ထုတ်ကုန်တွေကိုဘလို့ဖြန့်ချိမှာလဲ။မြမစီးပွားရေးအတန်တင့်ဖွံ့ဖြိုးတိုးတက်လာပြီးနောက် 3G ကွန်ရက်ဖုန်းတွေအသုံးများလာတာကြောင့်လူများနဲ့ကိုက်ညီတဲ့စင်ကက်ထည့်တုံနိုင်မဲ့ မိုဘိုင်းရောက်တာလိုမျိုးမိုဘိုင်းဘရော့ဘန်ဖြန့်ပစ်တာပါလို့ပြောသူကဒီလင်းထုတ်ကုန်တွေကို1998ခုနှစ်လောက်ခေတ်က MMT မြင်းနဲ့တင်သွင်းခဲ့တဲ့ကီလင်းကမရင်ဝင်သူပါဒီလင်းပစ္စည်းတွေဖြန့်ရမှာတော့စားသုံးသူခွင့်ရကိုအပြည့်အဝကာကွယ်သွားဖို့ရှိပြီးအသုံးပြုပုံလမ်းညွှန်ကိုလည်းမြမဘာသာပြန်ထွက်နိုင်မှုကြိုးစားသွားမယ်လို့လည်းပြောပါတယ် အသုံးပြုသူတွေအတွက် service center တို့ call center တို့ဖွင့်လှစ်သွားမယ်ပြင်နှီးပညာနဲ့ပတ်သက်ပြီးစိုင်ွယ်ဖွင့်ခြင်းတွေနဲ့အိမ်မှာအသုံးပြုမယ်သူတွေကိုတင်နန်းပို့ချပေးဖို့လည်းရှိရလို့ဆိုပါတယ်။ဒီလင်းထုတ်ကုန်တွေဟာမြန်မာနိုင်ငံနဲ့တင်တော်လို့မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခွင့်အလမ်းကောင်းဖြစ်တာကြောင့်ဒီလင်းနဲ့သဘောတူစာချုပ်ထုတ်ပြခဲ့တဲ့ဆိုရယ် ECV Value ကမြန်မာနိုင်ငံဆိုင်ရာဌာနမန်နေဂျာကပြောပါတယ်။ သူတို့ဖြန့်ချိမဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး tools ပိုင်းရော software ပိုင်းတွေအတွက်ပါသင်ပြပေးမှာမို့အသုံးပြုသူတွေတုံညာကနေစလိလာစရာမလိုဘူးလို့လည်းဆိုပါတယ် I'm going to go to the next one. I'm going to go to the next one.